အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ Noble of Activity မှာတော့ကျွန်တော်တကယ်ရှင်းတော့ကို PUBG Mobile လာမဲ့ RP E12 လို့ game နဲ့မှာဘယ်နည်းပဲချိန်မှာတွေ့မြင်ရမလဲဒီရဲ့ E12 RP မှာဘယ် item တွေပါလာမလဲနောက်တစ်ခုကရွှေအောင်မဲဘုံအစ်စ်ကို game နဲ့မှာဘယ်နည်းမှာတွေ့မြင်ရမလဲရွှေအောင်မဲဘုံမှာပါလာမဲ့ item တွေနဲ့ပတ်သက်ပြီးကျွန်တော်ဖော်ပြပေးသွားမှာပဲဖြစ်ပါလိမ့်ဗျာ Okay ဒါဆိုကြပထမအဦးဆုံးအနေနဲ့ PUBG Mobile ရဲ့လက်ရှိ RP E11 ကိုဘယ်နည်းပဲချိန်မှာ RP တော့ခတ်မလဲဆိုတာမေးစရာရှိပါတယ်ဒီလား၁၂ရက်နေ့မြန်မာစံတော်ချိန်မနက်6:00နာရီခွဲချိန်လက်ရှိသွားနေတဲ့ RP တော့ခတ်မှာဖြစ်ပါတယ်တကယ်ရှင်းတော့အနေနဲ့ RP mission တွေဘာတွေ 1200မလို့ရသေးဘူးဆိုရင်တော့ဒီလစနေရနေ့မြန်မာစံတော်ချိန်မနေ့6နာရီခွဲနောက်ဆုံးထိုင်မှာလို့ရမှာဖြစ်ပါတယ် RP အသစ် E12 ရောဂိမ်းမြန်မာဘယ်နေ့မှာတွေ့မြင်ရမလဲဆိုတော့မေးစရာရှိပါတယ်ဒီလစနေရနေ့မှာပဲတွေ့မြင်ရမှာဖြစ်ပါတယ်မြန်မာစံတော်ချိန်မနေ့7နာရီခွဲချန် RP အသစ် E12 လာမှာဖြစ်ပါတယ် RP reward တင်တဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့100 RP မှာချိန်ရမယ်ဆိုရင်တော့ဒီ outfit ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ကြီးကြီးပါလုံးဝချော်ထူးခြားတာမျိုးရှိပါတယ်ပုံမှန် outfit နဲ့မတူပါဘူးဗျ color တွေပါတွေကတော့ပုံမှန်အတိုင်းပဲပြောင်းလို့ရတာမျိုးရှိပါတယ်ကြီးကြီးပါလုံးဝပေါ့ဗျထူးခြားတဲ့ outfit ကိုတွေ့မြင်ရတာမျိုးရှိပါတယ် RP1 မှာချိန်ရမယ် ယ်ဆိုတော့ဒီ office ကိုတွေးမြင်ရတာမျိုးရှိပါတယ်။ဇပင်းပုံစံနေထား office ပုံစံနေထားပေါ်ရတော်တော်လေးကိုလနေလို့ပြောလို့ရပါတယ်။ RP10 မှာကြည့်ရမယ်ဆိုတော့ဒီရဲ့ပေါ်ရ M16 A4 ရဲ့ thickness skin တွေးမြင်ရတာမျိုးရှိပါတယ်။လုံးဝခါကျဲဥပုံစံတွေးမြင်ရတာမျိုးရှိပါတယ်။ RP15 မှာကြည့်ရမယ်ဆိုတော့ဒီ emote တွေးမြင်ရတာမျိုးရှိပါတယ်။ RP15 မှာပဲကြည့်ရမယ်ဆိုတော့ဒီရဲ့လင်းမြ skin တွေးမြင်ရတာမျိုးရှိပါတယ်။ RP20 မှာကြည့်ရမယ်ဆိုတော့ဒီရဲ့ပေါ်ရ level 1 2 3ပေါ်ရဒီရဲ့ auto skin တွေးမြင်ရတာမျိုးရှိပါတယ်။ auto skin နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် bunny theme တုံးထားပေးတာမျိုးရှိပါတယ်။သူကလည်းသူမစိုးလို့ပြောလို့ရပါတယ်။တအားမိုက်တဲ့ထေရတော့မဟုတ်ပါဘူးဗျာ။ RP 25မှာကြီးမယ်ဆိုတော့ဒီ LED screen ကိုတွေ့မြင်ရမှာဖြစ်ပါတယ် RP 30မှာကြီးရမယ်ဆိုတော့ MP5 K screen ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ပုံမှန်ပဲဖြစ်ပါတယ် RP 30မှာကြီးရမယ်ဆိုတော့ဒီ emote ကိုတွေ့မြင်ရမှာဖြစ်ပါတယ် emote နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ leak ထွက်ရှိထားတာမျိုးမရှိသေးပါဘူးဗျာနောက်တစ်ခု RP 40မှာကြီးရမယ်ဆိုတော့ဒီ outfit ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ကြီးကြီးပါကျွန်တော်ကတော့တော်တော်လေးကိုကြိုက်ပါတယ်သူ outfit ပုံစံအနေထားပေါ့ဗျာ head gear ကိုကြီးရမယ်ဆိုရင်မစိုးပါဘူးလှတယ်လို့ပြောလို့ရပါတယ်နောက်တစ်ခုကျော် level 50ရဲ့ upgrade gun ကိုကြီးရမယ်ဆိုတော့ MK47 တွေ့မြင်ရတာမျိုးရှိပါတယ်ဘန်နီ team ပေါ့ဗျာ neon နဲ့ကျော်တွဲပြီးမှကျော်သုံးထားပြီးတာမျိုးရှိ ပါတယ်ရှေးရှေးပါပုံစံအနေထားပေါ့ဗျာ MK47 ကိုင်းတဲ့ player တော့ရှားမယ်ဆိုတာသိကြပါတယ်ဒါပေမဲ့ဒီကောင်ကိုတွေးမိရတာမျိုးရှိပါတယ်ဗျာ RP55 မှာကြည်ရမယ်ဆိုတော့ဒီပုံစံ emote ကိုတွေးမိရမှာဖြစ်ပါတယ်နောက်တစ်ခု RP55 မှာပဲကြည်မယ်ဆိုရင် VSS skin ကိုတွေးမိရမှာဖြစ်ပါတယ် RP60 မှာကြည်ရမယ်ဆိုတော့ Joy Boy skin တွေးမိရတာမျိုးရှိပါတယ် level 1 2 3ပေါ့ဗျာ level 2ကလည်းပုံမှန်အနေထားပဲဖြစ်ပါတယ် level 3ကိုကြည်ရမယ်ဆိုတော့ mic တယ်လို့ပြောလို့ရပါတယ်65မှာကြည်ရမယ်ဆိုတော့ ornament တွေးမိရတာမျိုးရှိပါတယ် RP70 မှာကြည်ရမယ်ဆိုရင်တော့ဒီရဲ့ပေါ်ရ cloud skin ကိုတွေးမိရတာမျိုးရှိပါတယ်ကြည်ကြည်ပါမစိုးပါဘူး mic တယ်လို့ပြောလို့ရပါ ါတယ်။ cloud တွေဘာတွေဘာတွေ warm mode တွေမှာကြီးမယ်ဆိုရင် DS skin တွေဘာတွေအသုံးပြုလို့ရတာမျိုးရှိပါတယ်ဗျာ။နောက်တစ်ခု RP 80မှာကြီးရမယ်ဆိုတော့ဒီက G36 C ရဲ့ Ethernet skin ကိုတွေးမြင်ရမှာဖြစ်ပါတယ်။ကြီးကြီးဘာတွေ smoke skin ကိုလည်းတွေးမြင်ရမှာဖြစ်ပါတယ်။ level 90မှာကြီးရမယ်ဆိုတော့ဒီက M7 C2 ရဲ့ gun skin ကိုတွေးမြင်ရတာမျိုးရှိပါတယ်။ပုံစံနေထားတော့တော်တော်လေးကိုမိုက်တာမျိုးရှိပါတယ်ဗျာ။100 RP off နဲ့ပတ်သက်ပြီးမှတော့ကျွန်တော်ငွေချင်းကိုပြပြီးသွားပြီဖြစ်ပါတယ်။ဒီ office ကိုတွေးမြင်ရမှာပဲဖြစ်ပါတယ်ဗျာ။နောက်တစ်ခုပြောဖို့ကြံသွားတာက RP 70မှာကြီးရမယ်ဆိုရင်ဒီရဲ့ပေါ့ဗျာ budget skin ကိုတွေးမြင်ရတာမျိုးရှိပါတယ်။ကြီးကြီးပါဒီပုံစံအနေထားပေါ့ဗျာ။နောက်ဆုံးငွေချင်းတို့အနေနဲ့ဒီက E12RP reward ထဲမှာပေါ်ရပဲကောင်းအောင်အချိုက်ဆုံးနဲ့ comment မှာမျှော်ဝေပေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ရနောက်တစ်ခု E12RP ရဲ့ bonus pass နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ဒီ item တွေတွေးမြင်ရတာမျိုးရှိပါတယ်အဓိကအဖြစ် outfit နဲ့ဒီ upgrade skin တွေကိုပြောရမယ်ဆိုတော့ outfit တော့ဒီ outfit တွေးမြင်ရတာမျိုးရှိပါတယ်ကြီးကြီးပါပုံစံအနေနဲ့ထားပေါ်ရမစိုးပါဘူးလမ်းနေလို့ပြောလို့ရပါတယ် upgrade skin တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ P90 ရဲ့ upgrade skin ကိုတွေးမြင်ရတာမျိုးရှိပါတယ်ကြီးကြီးပါရွှေရောင်သုံးထားပြီးတာမျိုးရှိပါတယ်တော်တော်လေးကိုလှတာဖြစ်ပါတယ် DF ပေါ်ရ P90 ရဲ့ skin ကိုကြီးရမယ်ဆိုရင်တော့ဒါမှမဟုတ် airdrop gun ပဲဖြစ်ပါတယ်ဒါမှမဟုတ်လှရလို့ ော်လို့ရပါတယ်တော်တော်လေးကိုလာပါတယ်ကျွန်တော်ကတော့ချိန်ပါတယ်နောက်တစ်ခု upgrade backy skin ကိုချိန်ရမယ်ဆိုရင်ချိန်ချိန်ပါပုံစံနေဒါတော်တော်လေးကိုလာရတာမျိုးရှိပါတယ်ဗျာတကယ်ကျတော့တက်နိုင်နေဆိုရင်တော့ဒီရဲ့ပေါ်ပြ bonus pass လာမယ် e12 ရဲ့ bonus pass ကိုတော့ဝယ်သင့်တယ်လို့ထင်ပါတယ်ဗျာနောက်တစ်ခုကတော့ PUBG mobile လာမယ် premium crew ရဲ့အစ်ရွှေအောင်မဲဘုံအစ်ကို game နဲ့မှဘယ်နေ့မှတွေ့မြင်ရမလဲဆိုတော့ amazing ရရှိပါတယ်ဒီလ18ရက်နေ့ချိန်တွေ့မြင်ရမှာဖြစ်ပါတယ်ဒီရဲ့ရွှေအောင်မဲဘုံကဘယ် item တွေတွေ့မြင်ရမလဲဆိုတော့ဒီရဲ့ office ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ချိန်ချိန်ပါတကယ်ကျတော့ဒီရဲ့ office နဲ့ပတ်သက်ပြီးမှဘလို့မြင်လဲပေါ့ဗျာပုံမှန်အနေထားပဲဖြစ်ပါတယ်သူရဲ့ head gear ကိုကြည့်ရမယ်ဆိုရင်တော့တော်တော်လေးကိုလမ်းတာဖြစ်ပါတယ်သူရဲ့ max ပုံစံ န်းအနေထားပေါ့ဗျာ mask အနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ဒီကောင်တွေတွေးမိရမှာဖြစ်ပါတယ် level 1 2 3ပေါ့ဗျာ level 1ပုံစံအနေထားလဲမိုက်ပါတယ် level 2ကတော့ပုံမိုက်တာဖြစ်ပါတယ် level 3ကတော့ပုံမှန်ပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီ SKS skin ကိုတွေးမိရတာမျိုးရှိပါတယ်ဒီက Lethe skin ကိုတွေးမိရတာမျိုးရှိပါတယ် upgrade gun skin နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ operation tomorrow ပေါ့ဗျာဒီက scarlet layer skin ကိုတွေးမိရမှာဖြစ်ပါတယ်တကယ်ကျွန်တော်အနေနဲ့ဒီက scarlet layer တွေကင်ဖြစ်လာမကင်ဖြစ်ဘူးလားပေါ့ဗျာ scarlet layer တွေကင်ဖြစ်တယ်ဆိုရင်တော့ဖောက်သိနေလို့ထင်ပါတယ်မကင်ဖြစ်ဘူးဆိုရင်လည်းမဖောက်ပါနဲ့အဆုံးကျတော့ကင်တော့ကင်ဖြစ်တဲ့အတိုင်းပဲ skin တွေပါတယ်မကြိုက်ဘူးဆိုရင်လည်းဖောက်စေရမလို့ပေါ့ဗျာတခြားကနေကျတော့စောင့်လို့ရတာမျိုး မျိုးရှိပါတယ်ဒီလိုမှာတငယ်ချင်းတို့အနေနဲ့ရောဒီရွှေအောင်မဲဘုံနေဘလောက်ထိမှစုပြီးသွားရည်လေဒီ scarlet လေးပါတွေဖောက်မလားမဖောက်ဘူးလားပေါ့ဗျာ comment မှာမျှော်ဝေပေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာတငယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တငယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ